ရာတို့အခုရခိုင်ပြည်နယ်အခြေအနေရောအခုတော်တော်လေးအခြေအနေကောင်းနေပြီလားဆရာရခိုင်ပြည်နယ်အခြေအနေကတည်ငြိမ်တဲ့သဘောလိုရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့နော်ဒါရခိုင်ပြည်နယ်ကိုတည်တဲ့အချိန်မှာလေဟို2012ဂျွန်မှာဖြစ်ခဲ့တယ်အောက်တိုဘာမှာဖြစ်ခဲ့တယ်ဖြစ်ပြီးတဲ့နောက်မှာတည်ငြိမ်အောင်စ조사ကြတယ်ဒါပေမဲ့အင်အားစုတစ်ခုဟာအမြဲတမ်းကျွန်တော်တို့သတိထားမိတယ်ဥမာကွန်တန်းနာလာမယ်လာကနေမှတစ်ခုဖြစ်တာတော့ဒီလိုကလေကျွန်တော်တို့ ဟိုဟာပေါ့ပေါက်တော့ဖက်မှာဖြစ်တယ်ဒီတော့ရင်သားရပါ냐ဟိုဖြစ်ဖြတ်ပြီးကမှဟိုလုတ်ကြံတာမျိုးလေအကြမ်းဖက်မှုပေါ့အကြမ်းဖက်မှုပေါ့ဟိုကုနာမတိန်ကျင်းတယ်ဟိုနာလေပင်ပါ냐ဖြတ်တယ်ဆိုတာမျိုးဟိုကြားရပေါ့နော်လေခွင်းထိမှာဆိုအဲ့ဒီကာလမှာဒီဘက်ကကြောက်တော်ရဲ့အထက်မှာအဲတစ်ဖက်နိုင်ငံမှာရှိတယ်ဟိုဟာရှိတာဒုက္ခသစ္စာခံရှိတာပေါ့နေဆက်မှာတော့တိုးတွေရှိတာပေါ့အဲ့တိုးတွေမှာလက်နက်ကင်အင်အား3000 4000လောက်ရှိတယ်ဆိုတဲ့သတင်းက ကျွန်တော်တို့ကြားနေရတယ်။ချိန်မြွေးခုနလိုမင်းဟုံးထောက်တောက်မဲ့သဘောဖြစ်တယ်။အဲ့တော့ခုနလိုနော်ခုနလိုရခိုင် မျိုးသမီးလေးတွေကိုနော်ဒါမတင်းကျင်တာတို့တတ်တာတို့ဆိုရက်လုံဆုံမုံလေးကတဆင်းရခိုင်တွေဖက်နဲ့ခုနလိုဟိုခုနဘင်္ဂလီဖက်ဟာအပြိုင်ဆိုင်ဟို2017ဂျွန်လိုအောက်တိုဘာလိုပြန်ဖြစ်ခင်မြင်ဆိုရင်အဲ့လိုဖြစ်တဲ့အချိန်လေးမှာခုနလိုလက်နက်ကင်အင်အားစုတစ်ခုဟာဒီမင်းဘူးအန်စစ်တွေလမ်းကိုထိန်းချုပ်နိုင်တဲ့အချိန်လေး သူတို့စူးစမ်းနိုင်ချေရှိတယ်။ကြိုပြီးတော့ဟိုကာကွယ်နိုင်မှာမလား။အေးအဲ့ဒါကိုပြောတော့ပေါ့။ရခိုင်တွေပါတယ်ခုနလူမှုကလေးကာကွယ်နိုင်အောင်ကျွန်တော်တို့မြုံမန်းတဲ့ရခိုင်ပြည်ကြီးကိုလေတည်တည်တတ်နှံ့ပြအောင်ရေရှည်ထားနိုင်အောင်ဒီနေဆက်လေးတစ်ချောင်းမှာကျွန်တော်တို့ရခိုင်ပါတဲ့ငိမ့်ချမ်းတဲ့ခုနလိုဘိုရာဂတ်လိုဟာမျိုးနဲ့နေဆက်တစ်ချောင်းမှာကာဘေးစေခြင်းနဲ့ဒါကျွန်တော်တို့ရခိုင်လူမှုရဲ့ဆန္ဒဖြစ်တယ်။ဟုတ်ကဲ့။အဲ့တော့ဆရာအခုနောက်ပိုင်းမှာလေတနည်းနည်းနဲ့ထွက်လာတာဒီ လုံးရှားမှုတွေရဲ့နောက်ကွယ်မှာဆရာတို့ပါတီတွေတောင်မှရှိနေတယ်ဆိုတဲ့ပုံစံမျိုးဆွဆွဲချက်တွေကျွန်တော်တို့ကြားနေရတယ် online တွေမှာလေအဲ့ဒါနဲ့ပတ်သက်လို့ဆရာဘာပြောချင်းလဲကျွန်တော်တို့ကတော့လွှဲချမှာပေါ့ကျွန်တော်တို့ကရခိုင်လူထုကိုတည်ညီအောင်အေးချမ်းအောင်ညီညွတ်အောင်စ조사ပန်းစားဒီဒီမိုကရေစီလမ်းကြောင်းမှာအပြောအဆိုခံပြီးကမှဒီညီညွတ်မှုကိုတည်ဆောက်နိုင်အောင်ပါတီတခုလိုရယ်ရခိုင်တန်ကိုထုတ်ဖို့လိုရယ်ဆိုတဲ့သဘောနဲ့ RNDP ကိုဖွဲ့စည်းခဲ့တာအဓိကခံစစ်ပဲဟုတ်ကဲ့အဲ့တော့ခုနလိုပေါ့ဒီနေမျိုးကိုလိုချင်တယ်ခုနလိုတိုင်းရင်းသားဖန်တီးချင်တယ် ဟလာသမိုင်းကိုခုနလိုလှုပ်ကြံပြီးကမှဆိုတော့ဖိတ်ခွေးလိုတဲ့ကဏ္ဍလေးကများတဲ့အခါမှာတစ်ဖက်အင်အားစုရဲ့ငွေရေးကြေးရဲ့ခုနမီဒီယာထုတ်ဖောက်မှုရဲ့တန်တမာရေးကအစလေအဲအဲ့ဒါတွေကကျွန်တော်တို့ကိုအနိုင်ယူပြီးကမှာကျွန်တော်တို့ကိုဟိုပြောင်းပြန်ဖြစ်အောင်လုပ်တာပေါ့လေအဲ့ဒါကြောင့်ပြိပက္ခမှာဖြစ်တဲ့လူမျိုးနွယ်စုတို့ကိုခက်လန်းလန်းခက်ဝဲဝဲမှာလုံခြုံမှုစီနဲ့ထားပြပါဒါပေမဲ့လုပ်ငန်းခွင်ဖန်တီးပြပါစစ်တွေလွင်ပြင်စီးပွားရေးဖွံ့ဖြိုးအောင် infrastructure ဘိုင်းကိုတည်ဆောက်ပေးပါလျှက်စစ်မင်းပေးလမ်းပေး ဟုတ်ကဲ့နိုင်ငံကရင်းနှီးမြှုပ်နှံမှုရှိအောင်ခုနက garment factory တွေပေါ်လာအောင် CMP တွေပေါ်လာအောင်အဲ့ဒီမှာရခိုင်ရောဘင်္ဂလီရောအလုပ်လုပ်ကြဘင်္ဂလီမှာတော့မျိုးမျိုးရှိမှာပေါ့အဲ့ဒီမှာဒီဇေးဥပဒေကိုကျွန်တော်တို့ကအမြဲတမ်းပြောပါတယ်ရှစ်စတဲ့နိုင်ငံသားဥပဒေအရနိုင်ငံသားပေးခွင့်ရှိတဲ့ဘင်္ဂလီတချို့ရှိကောင်းရှိနိုင်တယ်ပေးလို့မရတဲ့လူတွေရှိတယ်လုံးဝကိုဂုမလာတဲ့လူတွေရှိဒါတွေကိုကြတော့ဥမာထိုင်းမှာထားသလိုမလေးမှာထားသလိုသူတို့ကိုတည်တံ့ထားပြီးကမှာခုနကလိုအလုပ်လုပ်ခွင့် resident permanent resident ဖြစ်ပြီးခါမှာဒီလုပ်ငန်းခွင်ထင်းမှာအတူလုပ်ပြီးခါမှာယုံကြည်မှုတည်ဆောက်ဖို့လိုမယ်အဲ့ဒီသဘောပဲကျွန်တော်တို့အများအားပြောပါရယ်ခုနလိုပြိပက္ခဖြစ်အောင်လုံဆိုတာတို့ရံမင်းပွားအောင်လုပ်တာတို့ဘာသာရေးခွေးချတာတို့ဟာကျွန်တော်တို့ပါတီမှာလည်းမမှုရှိပါဘူးဒါပေမဲ့တစုံတစ်ခုအတိုင်းတာဒီခြေရွာမှာကျွန်တော်တို့ပါတီဝင်တွေပါမကောင်းပါသွားနိုင်တယ်ဒါဆိုရင်လူဒုအားနဲ့ပါတဲ့ခါမှာပါတီဝင်ဆိုတာကိုကျွန်တော်တို့ကလက်ညှိုးထိုးလို့ဟိုခုနလိုကောက်ပြောလို့မရဘူးဟိုလူဒုနဲ့ ဖြစ်သွားတဲ့ကိစ္စမျိုးမပါဘူးလို့ကျွန်တော်တို့အတက်အတော့ကျွန်တော်မပြောနိုင်ပါဘူးငူမာတော့မရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများတင်ပါဟုတ်ကဲ့